င်္ဂလာပါညီကိုရိုနေကောင်းချမ်းချမ်းသာကြပါသည်ခနေ့မှာတော့ National League Final ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Portugal နဲ့ Spain ပေါ့ဒီပွဲစဉ်ကိုပွဲချုပ်သုံးသပ်ပေးခြင်းမှာဒီပွဲစဉ်မှာဖွင့်ထားတဲ့ body ကြီးက Spain ကအသင်းအတလုံး80နဲ့ကူပေါင်းကြီး3လုံး30စားဆိုမှဖွင့်ထားတယ်ပေါ့နော်ဒီနေ့မှာကျွန်တော်တစ်ချက်စဉ်းစားမိတာပေါ့နော် Cristiano Ronaldo ရဲ့ဒါနောက်ဆုံး Final ပွဲစဉ်နဲ့ဖြစ်ခြင်းဖြစ်သွားနိုင်တယ်ပေါ့နော် ီးလို့ရှိရင်ကျွန်တော်တို့ဒါစပိန်အသင်းဆိုရင်လည်းကျွန်တော်လူငယ်တွေအပြအများအပြားနဲ့ကျွန်တော်တို့ဒါဖွဲ့စည်းထားရပေါ့နော်နာမည်ယာမာပက်ဒရီပေါ့နော်ဒါနီကိုဝီလီယံပေါ့နော်တီတိုကစားသမားတွေနဲ့ဖွဲ့စည်းထားရပေါ့နော်တပေါ်တီကီမှာဆိုလည်းတကယ်နာမည်ကြီးကစားသမားတွေအများကြီးပါနော်ဘာနန်ဒိုဆီလ်ဗာရောဘရူနိုဖာနန်ဒိုဂျာဖီလစ်တိုရာဖဲလီယိုစ်ကစားသမားတွေအများကြီးပဲပေါ့နော်ဒါတကယ်အရေးသွေးရှိတဲ့ကစားသမားတွေဖြစ်တယ်ပေါ့နော်ဒါလမ်းမင်းညာမှာဆိုလို့ရှိရင်တိရတဲ့အတိုင်းမှာခုမှအသက်9နှစ်ကနေ ဆက်ခွန်တော့ကျွန်တော်ဆက်ရှိထဲမှာဝင်ပြီပေါ့နော်။ဒါပေမဲ့ဒီကစားသမားတိတဲ့ဒါပေမဲ့ကမ္ဘာအဆင့်ရှိတဲ့ကစားသမားဖြစ်တယ်ပေါ့နော်။အရေးသွေးပိုင်းမှာလည်းဒါမေကွန်ထုတ်ဆရာတော့မရှိတော့အောင်ကောင်းတယ်ပေါ့ဗျာ။စပိန်မှာဆိုကွင်းလိုက်မှာဆိုရိုဒီရိုပက်ဒရီရိုဂါဗီရိုပေါ့နော်။စပိန်မှာဆိုလို့ရှိရင်ကွင်းလိုက်မှာကြီးမယ်ဆိုရင်ပက်ဒရီရိုဂါဗီရိုပေါ့နော်။ဒါဒန်နီအိုလ်မိုရိုဒီကစားသမားတွေကတိတဲ့အတိုင်းပဲ။ စပိန်မှာအားနေတာဆိုလို့ကျွန်တော်ထင်တာတော့နောက်တန်းမှာနည်းနည်းအားနေတယ်ပေါ့နော်ကွဲတိုင်းလို့လို့ကျွန်တော်ဒါဂိုးတွေခွင့်ပြုထားတာမျိုးလည်းတွေ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒါပေါ်တူဂီနဲ့စပိန်ဆိုတာကနိုင်ငံနဲ့နာမည်ချင်းနဲ့ထိစပ်နေတာပေါ့နော်ဒါပြီးလို့ရှိရင်ဒီနဲ့တင်းတွေ့တိုင်းလည်းကျွန်တော်ဒါပြန်ဆိုင်မှုပြင်းထန်တယ်ပေါ့နော်တချို့တွေကတော့ဒါဟို Liberian Derby လို့လည်းခေါ်ကြတာမျိုးလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီနဲ့တင်းတော့ကျွန်တော်ဒါ ပွဲစဉ်40လောက်တွေ့ထားတယ်လို့ကျွန်တော်ဒါတရင်အချက်လက်တွေမှာပြထားတယ်ပေါ့နော်ဒီပွဲစဉ်40မှာဆိုရင်စပိန်တင်းက16ချိန်နိုင်တယ်ပေါ်တူဂီက6ချိန်နိုင်ပြီးမှ16ချိန်ကတော့ကျွန်တော်တည်ကြထားတယ်လို့လည်းဒါတွေ့ရှိရတယ်ပေါ့နော်ဒါဒီနှစ်တင်းဆွဲခဲ့တဲ့နောက်ဆုံး head to head ဘိုင်းကိုကြီးလိုက်မယ်ဆိုလို့ရှိရင်လည်းပေါ်တူဂီအတင်းက9ချိန်လောက်နိုင်တယ်9ချိန်တည်ကြတယ်စပိန်က3ချိန်နဲ့နိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော် စပိန်တင်းရပေါ်တူဂီအတင်းရောက်နိုင်ခဲ့တာတော့နောက်ဆုံး2022ကပေါ့နော်။ဘဝန်ဒီဆိုရရလာနေနိုင်ထားတာတွေ့ရသလိုဒါကမ္ဘာဖလားဒါပွဲစဉ်မှာဆိုလည်းမမေ့ဘူးမထင်နဲ့2018တုန်းကဒါရောနဲ့တွေ့ရ hat trick နဲ့တရီတရီကြခဲ့တဲ့ပွဲစဉ်ပေါ့နော်။ဒီပွဲစဉ်မှာဆိုတော့တော်တော်လေးခြေစွမ်းပြခဲ့တယ်ပေါ့။ကခရစ်စတီယာနိုရိုနယ်ဒိုဆိုတာတော့တိတဲ့အတိုင်းပဲကဘာလေးစားတယ်ကဘာတာမှုထားတယ်ဒါဆူဆူဖလာပေါင်းများစွာနဲ့မဝေးတဲ့ကစားသမားပေါ့နော် စုဖလားပေါင်းများစွာအမျိုးစုံသူတိုင်ပိုက်ထားတဲ့ကစားသမားနဲ့လက်ရှိစပိန်မှာရှိတဲ့ကျွန်တော်လူငယ်တွေနဲ့ပေါ့နော်ဒါတော်တော်လေးကြည့်ကောင်းမဲ့ပွဲစဉ်လည်းဖြစ်တယ်ပေါ့ဒါ wise to ask ကိုကြည့်လိုက်မှဆိုလို့ရှိရင်ပေါ်တူဂီအနိုင်ကိုလေးစားနဲ့တရီကိုလေးစားနဲ့စပိန်အနိုင်ကိုတော့ကျွန်တော်ပြား90ပြီးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်က ရွေးချယ်ပေးရမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကတော်တော်လေးပြင်းထန်လာမယ်ပွဲစဉ်ဆိုတာလည်းမှန်တယ်ပြီးလို့ရှိရင်ဒါတမိုင်းနောက်ခံကြောင်းတွေကလည်းတတင်းနဲ့တတင်းကတိတဲ့အတိုင်းပဲတော်တော်လေးကောင်းတယ်ဗောနော်ကျွန်တော်တို့ဒီပွဲစဉ်မှာဗောနော်စပိန်အသင်းရဲ့ body ကြိုက်ပါတယ်စပိန်အသင်းရဲ့ body နဲ့ဂူပေါင်းအောက်ကိုကြိုက်ပါတယ်ဗျာဂူပေါင်းအောက်ပဲဖြစ်ပုံများပါတယ်ဒီပွဲစဉ်မှာပေါ်တူဂီဖက်မှာဆိုလဲနောက်တန်းမှာကျွန်တော်နူနိုမန်ဒက်စ်တို့ဘာတော့ဗောနော်ရူဘင်ဒိုင်းယက်စ်တို့ဒီကစားသမားတွေတော်တော်လေးကောင်းတယ်ဗောနော် ။ဒါဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာဂူဝမ်အောင်ခြိုက်ပါတယ်ပြီးစပိန်ဘော်ဒီခြိုက်ပါတယ်နေကို။